မှားနင်းကတော့ခတ်တော့တာပဲကောင်မလေးကအပြုတ်စုကောင်းလို့ပါသွားတာမဖြစ်နိုင်ဘူးလားဥပုံဆောင်နဲ့ကြားဆိုတာရှိမှမရှိတာဟာအမှန်ပြီးဆုံးခန်းနေရတော့ကိုကိုနိုင်လွင်ပေါ်ပေါ်လာပြီးဆိုရင်ပူပူကအာကိုနိုင်လွင်ကြီးရဲ့ဆိုပြီးအဲ့လိုမျိုးပြောလိုက်တဲ့အခန်းနေဆိုပြိတ္တာပိုတတိထားမိရဲ့ပြီးတော့မြန်းနံအမုတ်လူတာမုတ်မုတ်စားတာအပိုင်းနေဆိုပြိတ္တာပုံမှတ်မိပါတယ်ဒီလိုမျိုးပူပူကရိုက်တာနဲ့ဒီရင်းနှဲကိုအဲ့လောက်ထိရောက်သွားလိမ့်မယ်လို့အဲ့လောက်တော့ မထင်ခဲ့မိပါဘူးအရင်ကားတွေမှာလည်းအဲကားတိုင်းကားတိုင်းတော့အကောင်းဆုံးစ조사ခဲ့ပါတယ်ဒါပေမဲ့ဒီကားလေးနဲ့ပြည်သက်ပို့ပြီးတော့တတိထားမိရတဲ့အတွက်လည်းအယံဝန်းတာပါတယ်နောက်လည်းဆက်ပြီးတော့조사တောင်းအောင်ပါโอเคဒါသူတို့ကြောက်ကခုမို့ကြောက် production ပေါ့နော်အဲဒီ production တွေပြီးတော့ snow ဖိတ်တဲ့အတွက်ကြောင့်ဆိုတက်ရောက်ဖြစ်တာပါပြီးတော့ဒါ snow ရဲ့အမုန်းမြစ်ထဲကချစ်လာဆိုတော့အကိုကြီးဖြစ်တဲ့ကိုနေတစ်ကိုလာအားပေးရအောင် စတုံးကြည့်ပြတာကတော့ဒီပေါ့နော်ဒါရမုံပေါ့နော်အဲရမုံကနေပြီးတော့ဒါလှလှလေးအရန်လှနေရအပိုင်းမှာတရေကဝင်ချောက်တဲ့အချိန်မှာအရန်လှတော့တရေမချောက်တော့နော်အဲ့ဒီအပိုင်းလေးတော့ကြာဒီကားမှာကြာတော့အဲကိုချာလီရောကိုနစ်တေရောရမုံမြင့်မြတ်ပေါ့နော်အာအကုန်လုံးကအရန်ခင်ပြီးတော့မောင်နှမရေလိုခင်နေရတဲ့ဆောင်လာအားပေးရပါ ဟုတ်ကဲ့ဟိုအခုကားလေးပြီးခန့်နေတဲ့အချိန်မှာပို့ပို့ကိုဝိုင်းချစ်ပေးကြရတယ်အကုန်လုံးကလည်းအပို့ပို့တရုတ်ဆန္ဒရန်ကောင်းတယ်ပို့ပို့ကဘယ်သူနဲ့တူတယ်ပို့ပို့ကအဲချစ်ဖို့ကောင်းတယ်ဗောနောအကုန်လုံးရဲ့ချစ်ချင်းမြတ်တာကိုခံရတဲ့အတွက်လည်းဒီကားလေးကပို့ပို့အတွက်ဘူဘူတော့မင်းဒီကားလေးက snow အတွက်အရန်ကိုအတိတ်ပဲရှိရကားလေးတကားပါအရန်လည်းသဘောကျပါရဲ့ရှင့်ဒီကားကတော့ဒီကားလေးကိုပြန်ကြည့်ရတဲ့အချိန်မှာဘာခံစားရလဲဆိုတော့ကိုကတော့ဒါရောက်ခွင့်မရပါဘူးမရှိသေးဘူးပေါ့နော် အဓိကကတော့ဒီကားရဲ့အတိတ်ပဲကတော့ဒါလူတွေရဲ့အတ္တပေါ့နော်အတ္တတွေအမုန်းနေဒါအချစ်ကအချစ်ပဲအတ္တအတ္တအချစ်နဲ့အတ္တနဲ့ပေါင်းလဲလို့ရှိရင်ဒါအမုန်းမြစ်တွေဖြစ်လာတတ်တယ်ပေါ့နော်အဲ့တော့အမုန်းမြစ်မဖြစ်အောင်အချစ်လည်းမြင်းမြတ်တတ်အတ္တဆိုလည်းမကြည့်နဲ့လို့မပြောဘူးပေါ့နော်ကြီးတာလည်းကြီးတော်ုံတိတ်အောင်ပေါ့အဲလို့ဖြစ်စေဟာတီဝီဝီလူကြီးစကားအိမ်တော်တစ်ခုတူတောင်ဖို့ဆိုတာလွယ်တော့မလွယ်ဘူးပေါ့နော် ဒီတက်ရွယ်မှာဆိုရင်ဒါအိမ်တော်အိမ်တော်ပြုတ်ဖို့ဆိုတာအရန်လိုပါသေးတယ်ဒါပေမဲ့ဟိုတစ်ခေါက်ကတော့အင်တာဗျူးတစ်ခုမှာဒါနောက်နောက်နောက်တစ်ခေါက်ဤစားထားရင်ယောက်ျားယူရမှာလို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒါနောက်တာတကယ်တော့မယူတင်သေးပါဘူးအလုပ်တွေလုပ်ချင်သေးရယ်တကယ်ကိုတကယ်အိမ်တော်ပြုတ်မယ်ဆိုရင်ကို့ဟိုဘောနော်အချစ်တစ်ခုရဲနဲ့ကိုမဆုံးဖြတ်ပဲနဲ့အုံနောက်ကောအချစ်ကောအဲလူမှုရေးဘောနော်အကုန်လုံးကိုတိတ်ချစဉ်းစားပြီးမှဆုံးဖြတ်မှာ ကားလေးကလည်းဒါမကြခင်ပြီးတော့မှဆိုတော့ဒါအဆုံးထိကိုပြိသက်နဲ့လည်းအကြိုက်ထက်တူကြရတယ်။အဲလူတိုင်းကလည်းအရန်ကောင်းတာပဲအမုန်းမြင်ရန်ကောင်းမှအရန်ကောင်းတာပဲလို့ပြောကြတယ်။ဒါလည်းအားလုံးစူးစမ်းမှုကြောင့်ဖြစ်လာတာပေါ့နော်။ဆိုတော့ပြိသက်လည်းဒါဇက်မသိငင်ကြီးကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းတွေရှိတရားမလို့ဆက်လက်စောင့်ကြည့်ပါအောင်ပြောချင်ပါတယ်။အကြံခဲ့ရပေါ့ဒီကားလေးနဲ့ဆက်ပြီးတော့ပြိသက်ရဲ့လက်ခံမှုအဲလက်ခံမှုပို့ပြီးတော့လက်ခံမှုရရှိလာတယ်။ အဲဒီကားလေးမှာပို့ပို့ပို့ပြီးတော့တည်လာကြရတယ်အကောင်လုံးကအဲ့လိုလမ်းသွားတာနဲ့အကောင်လုံးကမှတ်မိရဲ့အတိကလူကြီးရဲ့ကလေးပေါ့နော်အရန်ဒီကရိုက်တာလေးကိုချစ်ကြရတယ်ပို့ပို့ချစ်ကြရအတွက်အရန်ဝမ်းသာပြီးကိုနိုင်လင်းရဲ့အခန်းနေပေါ့အမှတ်မိဆုံးအခန်းနေရတယ်ကိုကိုနိုင်လင်းပေါ်ပေါ်လာပြီးဆိုရင်ပို့ပို့ကအာကိုနိုင်လင်းကြီးရဲ့ဆိုပြီးအဲ့လိုမျိုးပြောလိုက်တဲ့အခန်းနေဆိုပြိတ္တာပို့တတိထားမိရဲ့ပြီးတော့မြဲတမ်းအဲမုတ်လူတာမုတ်မုတ်စားတာအပိုင်းနေဆိုပြိတ္တာပို့မှတ်မိပါတယ် ဲ့ခါပြောမယ်ဆိုရင်လေးကမြောက်ပါလေးကမြောက်ပါပို့ပြီးတော့တတိထားမိကြရရှင်ဟုတ်ပါရှိရရှိရတချို့တွေဆိုလို့ရှင်အခုမှစပြီးတော့ snow ကိုခုမှဆက်လုပ်တယ်လို့ချင်းကြပါဘောเนาะဒါပေမဲ့လည်းဒါကိုယ့်ရဲ့စူးစမ်းမှုပေါ်မှာပဲမူတည်ရပေါ့เนาะကိုဘလောက်ပဲစူးစမ်းစူးစမ်းကိုပေါက်ချင်တဲ့အချိန်တိုင်းမှာပေါက်တာလေစမ်းပေါ့เนาะကိုပေါက်ချင်ကိုကိုဒီဆဲရလည်းအရေးကြီးပါတယ်ဟုတ်အရေးကြီးရပါဘော ဒီလိုမျိုးကိုကိုကရိုက်တာနဲ့ဒီရင်းနှင်းကိုအဲ့လောက်ထိရောက်သွားလိမ့်မယ်လို့အဲ့လောက်တော့မထင်ခဲ့မိပါဘူးအရင်ကားရင်မှာလဲအဲကားတိုင်းကားတိုင်းတော့အကောင်းဆုံးစ조사ခဲ့ပါတယ်ဒါပေမဲ့ဒီကားလေးနဲ့ပြိသက်ပို့ပြီးတော့တတိထားမိရတဲ့အတွက်လည်းရမ်းဝမ်းသာပါတယ်နောက်လဲဆက်ပြီးတော့စ조사တောင်းအောင်ပါအရင်ဝန်တာပါတယ်ဒီအဓိကဒီ character လေးပေါ့နော်ဒီ character လေးကလည်းကိုပုံမှန်အပြင်မှာနေနေကြ character မျိုးလေးလည်းဖြစ်တယ်ပြီးဘာမှထွေထွေတူတူကြီးအဲ့လိုမျိုးအရင် character twin မို့လည်းမလိုခဲ့ဘူးပေါ့နော် အဲကိုနဲ့တူကြတဲ့ character ဖြစ်တဲ့အတွက်ကြောင့်မို့ပရိသတ်ကပို့ပြီးတော့တဘာဝဆက်ဆံလက်ခံနိုင်လို့ရှိတယ်။အာအမတ်ကြရရတော့အများကြီးပဲအဲမုတ်စားရဲ့အပိုင်းနေဆိုပို့ဆိုးတယ်။တွေ့သမျှစားခြင်းညာအဲ shooting dairy ဆိုအဲ shooting dairy ရဲ့ရှိမှာအချက်မောင်းတွေဖြတ်သွားအဲအချက်မောင်းတွေခေါ်ပြီးစားအဲ့လို shooting barrel ကတ်လုံးလိုက်အဲ့ကတ်လုံးမဲ့ချိန်ဆောက်မြင်အဲ့အချိန်မောင်းတွေကိုကြည့်အာကတ်ပြီဆိုရင်အချိန်မောင်းတွေကိုပြေးပြီးတော့တောက်ဝယ်စားအဲ့လိုမျိုးအမှတ်ရရင်ညာရှိစကားရဲရခါရဲ အရန်ကြတာဗောဒါတော့မှအခု weight တော်တော်ချနေရအဲမုတ်ရန်စားလို့ weight တွေစက်တိုက်တက်တာလေအာ weight တော်တော်ချနေတီးစားလဲစိုက်တယ်အဲအလေးစားလဲစိုက်အကုန်စိုက်အစားတော့ဆိုအကုန်စိုက်ဟုတ်တယ်ကိုကလေကိုကူကိုချစ်တဲ့လူဆိုတော့ကိုပြောရင်ကိုစိုက်တာလို့တာကိုပြောရင်ကိုစိုက်တာလို့တော့အစားဆိုလဲကိုစားခြင်းစားလိုက်တယ်အဲပြီးရင်လေ့ကျင့်ခန်းဆိုတော့လောက်တော့လောက်တယ်ဒါပေမဲ့အစားအပူများတဲ့အခါကျတော့ weight ကတက်လာ အဲဒီနောက်ပိုင်းကျတော့ဘယ်လိုပြန်ထည့်ရလဲဆိုတော့လေ့ကျင့်ခန်းပုံမများလုပ်တယ်အစားကို short ပစ်လိုက်တယ်အဲပုံမှန် snack စားနေတဲ့အချိန်မှာ snack တွေလည်းမစားတော့အဲ့လိုမျိုးလုပ်လိုက်ရတယ်ပြီးရင် skin ကကျတော့အငြင်းတန်းရှင်မင်းများတောက်တယ်ပေါ့နော် skin ကတော့တော်တော်ထိန်းနေတယ်မှာပါတယ် body ကတော့ခုမှထိန်းတာပေါ့နော်ကြောက်တော့တာမျိုးပိုင်တာမျိုးတွေ့ရတယ်။ဒါပေမဲ့ပုံမှန်တက်မဲ့ဇာတ်လမ်းတွေ ရှိပါတယ်ရှိပါတယ်ကြညာတွေလည်းရှိပါတယ်အဲဟိုတစ်ခေါက်ကတော့ music video တပုတ်တော့ဒါအမုံးမြင့်ပြနေတဲ့ music video တပုတ်တော့ထွက်သွားပြီပေါ့နော် double j ရဲ့ music video အညာလင်းဆိုတဲ့တချင်းလေးပေါ့နော်အဲ့တချင်းလေးမှာလည်းအရန်စ조사ထားရတယ်အပိသက်ကလည်းကြိုက်ကြရဲဆိုတော့အရန်ဝမ်းတာပါတယ်အခုနောက်လာမယ့်အဲအောက်တိုဘာပေါ့နော်အောက်တိုဘာမှာ pop rain ဆိုတဲ့တရေကားလေးတကားလာဖို့ရှိပါတယ် show live ကပြမှာပေါ့နော်အဲ့ကားလေးဆိုလည်းကြိုက်လင့်တက်ကြလိမ့်မယ်ထင်ပါတယ်အမုံးမြင့်ထဲမှာဆိုရင်အဲဆက်ဆက်ချင်းမှာတော့ ဟိုတော့ခက်ခက်မှာဟိုအဲတိတ်ပြီးတော့အမြင်မကြည့်ဘူးပေါ့နော်ဘာဖြစ်လို့အန်တီကအမြင်ဒေါသပဲထက်နေရလဲပေါ့ဒါပေမဲ့ကားလေလောက်လည်းရောက်ကောကိုတငယ်ချင်းကိုလည်းကိုဟိုခက်ခက်မှာရောလဲခက်ခက်မှာဘာဖြစ်လို့အဲ့လောက်မှာအတကြီးနေရတာလဲပေါ့ဒါပေမဲ့နောက်ဆုံးလည်းရောက်ခံနေလဲကြောက်ဟဲ့တရားဥကဘာဖြစ်လို့ပေါက်ပြန်ရတာလဲပေါ့ဒါပြိတ္တနေရဆိုအဲ့လိုခံစားမိပါရဲ့သုံးရစလုံးရောအဲ့လိုမျိုးအဲ့ဒီတခုမှာအရင်ကပြတ်သွားတယ်ဒါပေမဲ့တရားဥကလူရက်ကလည်းမှန်ကန်တယ်လို့ပြောလို့ရတယ် မရပါဘူးဘယ်ပြောမလဲဆိုတော့အိမ်တော်ကြီးတစ်ခုမှာအဓိကတစ္ဆာရှိဖို့ကအဓိကပေါ့နော်တစ္ဆာရှိဖို့အတွက်ဆိုရင်လည်းတစ္ဆာရှိဖို့အတွက်ဆိုရင်လည်းတစ်ဖက်ကဒါကျင်ပေါ်ပေါ့နော်တစ်ဖက်ကမိန်းမနဲ့တစ်ဖက်ကယောက်ျားဒီနှစ်ဦးနှစ်ဖက်ဆုံးပေါ်မှာလည်းမူတည်ရလို့ချက်ပါတယ်အဲ့တော့ဒီနှစ်ခုသာအဲ့နှစ်ယောက်စလုံးအဲဘယ်လိုဘုဘကောဒီဘကောနှစ်ယောက်တူတူဟိုဟာဖြစ်မယ်ဆိုရင်တော့စင်ပြေပါပါ